အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်သင်ပေးမယ့်သင်ခန်းစာတော့ဒီ three phase pan ပေါ့နော်ဟိုအဲ့ဒါကိုမသုံးတာကြာလို့ပြန်သုံးချင်တယ်ဆိုရင်ဒီ pan or mortar ပေါ့နော်ခေါင်းမကောင်းဘလို့စစ်ဆေးမယ်ဆိုတဲ့ဟာကိုသင်ကြားပြတာပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ mortar terminal back ကိုတစ်ချက်နည်းနည်းလေ့လာရအောင်သူကတော့ဒီ three phase ဖြစ်တဲ့အတွက်ကြောင့်ဒီဒီ winding ပေါ့နော်ဒီ၆ဆထွက်လာတယ်ပေါ့နော် ဒီမှာဆိုရင်တွေ့မယ်နော်ဒီကောင်ဆိုရင် u1 v1 ရယ် w1 ရယ် w2 u2 v2 ပေါ့နော်ဆို6ဆထွက်လာမယ်နော်ဆိုရင်ဒီ u1 နဲ့ u2 ဒီဒီလိုမျိုးမနှက်ချင်းဆိုင်တစောင်းပေါ့နော်တစောင်းဒီကောင်ဒီ the face ဖြစ်တယ်နော် v1 နဲ့ v2 ဒီ the face ဖြစ်တယ် w1 နဲ့ w2 ဒီ the face ဖြစ်တယ်ပေါ့နော်အဲ့ဒါ u face v face w face ပေါ့ ဒီပန့်ကို3 phase 1.5 kW Ibra ပန့်မော်ကောင်းမကောင်းစစ်မယ်ဆိုရင်နှစ်ချက်နဲ့ဆက်ရမှာပေါ့နံပါတ်1ချက်ဒီ continuity check ပေါ့နော်ဆိုတော့ on balance တိုင်းရမှာပေါ့နော် phase 3 phase ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ on balance တိုင်းမယ်ဆိုရင်ဒီမှာ number 1ဒီ continuity check ဒီ U1 နဲ့ U2 တိုင်းမယ် V1 V2 တိုင်းမယ် W1 W2 ပေါ့ phase တစ်ခုချင်းစီရဲ့ on balance ကိုတိုင်းမယ်ပေါ့ resistance ကိုတိုင်းမယ်ပေါ့နော်ပုံနဲ့တိုင်းမယ်တော့နော်ဒီမှာလေးကြာဖို့ဒီဘက်လှည့်လိုက်မယ်ဒီမှာ resistance တန်ဖိုးထားရင်မှာဒီကောင်တိုင်းရင် န်ဘယ်လန့်တန်ဖိုးဒီတူနေရမယ်နော်မတူဘူးဆိုရင် the face face ကအများနေတယ်နည်းနေတယ်ဆိုတာပြဿနာရှိတယ်ပေါ့တူတယ်ဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်အဲ့ဒါနံပါတ်1နံပါတ်2ဒီ insulation resistant test လို့ခေါ်တယ်ဒါ IR လို့လည်းခေါ်တယ်ပေါ့နော် insulation ရိုက်ရမယ်ပေါ့နော်အဲ့ဒီမှာသူကနှစ်ခုရှိတယ်တစ်ခုဒီ face to face ကိုရိုက်ရမယ်နောက်တစ်ခုက face to body ပေါ့ဒီ name plate ကိုကြည့်မယ်ဆိုရင်ဒီကောင်ဒီ star collection 400ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် AC 400ပေးရမယ်ပေါ့နော် 400ဗိုလ်တွေပေးရမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီရိုက်မယ်ဆိုရင်900ဗိုလ်တွေမှာထားရမယ်เนาะဒီ insulation resistant test က DC 900နဲ့ထားရမယ်ပြီးရင် face to face ရမယ် face to face ဆိုရင် U1 နဲ့ V1 ရိုက်မယ် V1 နဲ့ W1 ရိုက်နဲ့ U1 နဲ့ W1 ရိုက်မယ်เนาะဆိုတော့မတူညီတဲ့ face ကိုရိုက်တာ U U face V face V face W face W U face W face ရိုက်လိုက်တယ်ပေါ့ပြီးရင် mask ရိုက်လိုက်မယ်ပေါ့เนาะပြီးရင်ဒီအောင်ပေါ့ face to body ပေါ့ body ဆိုတာဒီ ဒီပန့်ကိုပြောတာပေါ့နော် face တခုရှင် you ရဲ့ body ရဲ့ v ရဲ့ body ရဲ့အဲ့ဒါရဲ့တံဖိုးကြည့်မယ်ပေါ့နော်အဲ့ဒီမျိုးနဲ့စစ်ဆေးရတာဖြစ်ပါလေပေါ့အချက်နှစ်ချက်နဲ့ပေါ့နော်ဒီကောင်ကတော့ insulation resistant tester ပေါ့နော် unity ပေါ့နော်ဒါ UT501A ပေါ့နော်ဒီမှာဆိုရင်ဒီကောင်တော် opposition ပေါ့ဆိုတော့ဒီကောင်ကဒီ AC ရတော့မသုံးပေါ့နော် DC DC ဆိုရင်ဒီမှာ level ပါတယ်100 250 500ရေတထောင်ဝင်ဆိုရင်ဒီကောင်ကဘာလို့ရမလဲ900မှထားမှာ နော် supply body က400ဖြစ်တဲ့အတွက်ကြောင့်ဒီ900မှာထည့်ပြီးမှဆန်းရမယ်ပြီးပြီးရင်ဒီကောင်းကိုနှိပ်လိုက်မယ်နှိပ်ပြီးမှဒီမှာလေ prot က prot တန်2ချောင်းရှိတယ်ပေါ့အဲ့လိုအဲ့လိုမျိုးနဲ့ဆန်းရမယ်ပေါ့နော်အခုကဒီကောင်းကဟိုပါပေါ့သူ့ရဲ့ maximum က5 kg on ပဲနော်ဒီဒီကောင်း maximum အများဆုံးရတာနော်ဒီမှာ5.33 kg on ပဲနော်သူကအခုဒါတက်ဆန်းတဲ့ဟာကိုပြောတာပေါ့ငါ29ပေါ့နော် ဆိုတော့အရင်ဆုံးဒီ community တက်ဆက်မယ်နော်ဆိုတော့ U1 နဲ့ U2 ကဒီကောင်ဆိုတော့ဒီကောင်နှစ်ခုကိုတိုင်းလိုက်နော် U1 ရဲ့ U2 ရဲ့2.1နော်မှတ်ထားလိုက်နော်2.1ပြီးရင် V1 နဲ့ U2 ကလည်းဒီကောင်ပေါ့တူလဲ2.1เนาะ on balance ကတူတယ်เนาะပြီးရင် w1 ရယ် u2 ရယ်ဒီကောင်ပေါ့เนาะ 2.1ပဲเนาะအဲ့ဆိုတော့ face face တွေတစ်ခုချင်းစီရဲ့ on balance ဒီ2.1ပေါ့เนาะအဲ့ဆိုရင်ဒီကောင်းကိုရေးလိုက်မယ်ပေါ့ဒါ2.1 on 2.1 on 2.1 on ပေါ့ဆိုတော့ဒီဟာက continuity test လုပ်ရင် on balance တူတယ်ဆိုရင်ဒီ motor ဒီ winding ကောင်းတယ်လို့ယူဆရမှာเนาะ အဲတခုခုဒီတန်ဖိုးတွေအများကြီးကွာသွားရင်တော့တခုမှားနေပေါ့ face တခုကเนาะအဲဆိုရင်ဒီကောင်ရပြီဆိုရင် insulation resistant desk ကိုဆမ်းမယ်ပေါ့เนาะ okay နံပါတ်1အချက်ကဒီ face to face ကိုရိုက်မယ်เนาะဒါဆိုရင်ဒါ UVW face ပေါ့เนาะ face တွေကြားပေါ်တဲ့ voltage ကိုထားရဲဆို set test switch ကို900ပြောင်းလိုက်တယ်เนาะ900ပြောင်းအောင်မှဒီအနက်ရောင်ကိုဘာလို့မလဲဆိုတော့ U face ကိုထောက်လိုက်မယ်เนาะ U face ကိုထောက်မယ်ပြီးရင် V ကိုထောက်ထားလိုက်မယ်ဆိုတော့ U နဲ့ V ကြားပေါ်တဲ့ insulation resistant ကိုတိုင်းမယ်ဆိုရင်ဒီ test ကိုနှိပ်လိုက်မယ်ဒီမှာတမိုးတက်လာเนาะ3.6ဆိုပါဆိုเนาะ3.6ဆို U နဲ့ V ကြားဒီ3.6ပေါ့ဆိုတော့ U နဲ့ V ကြားက3.6 giga ohm ပေါ့เนาะ 1k ohm က1000ဟိုပါရှိတယ်เนาะ max ရှိတယ်ပြီး U နဲ့ W ကြားကိုတိုင်းမယ်နော်ဒီခေါက် U ဒါက W W ကိုတိုင်းမယ်သံမိုးတက်နေတယ်3.8ပဲထားပါတော့နော် U နဲ့ W ဒီ3.8ကကအောင်ရှိတယ်ပေါ့ဒီကောင်ကို V ပြောင်းလိုက်မယ်နော်အဲ V face ကိုပြောင်းလိုက်တယ်ပြီးရင် W နဲ့ V နဲ့ W နဲ့တိုင်းမယ်ပေါ့နော်3.6ပဲထားပါတော့ ta 3 point 3.6 giga ohm ပေါ့နော်ဒီကောင်းဆိုရင်ဒါ insulation ကကောင်းတယ်လို့ယူဆတယ်ပေါ့ဒါ face to face ပေါ့နော်နောက်တစ်ခုက face to body ရိုက်မယ်ပေါ့နော်ဆိုတော့ u face နဲ့ body နဲ့ရိုက်မယ် v face နဲ့ body နဲ့ရိုက်မယ် w face နဲ့ body နဲ့ရိုက်မယ်နော် okay ဆိုတော့ဒီကောင်းကဒီ face to body ရိုက်မယ်နော်ဆိုတော့ဒီကောင်းကိုတစ်ဖက်တစ်ချက်ကို body ground ချထားတယ်ပေါ့နော်ပန်ဖက်ကိုချထားတယ်ပြီးရင်ဒီကောင်းကို view face ကိုထောက်မယ်เนาะဆို face to body ပေါ့ဆိုရင် test ကိုနှိပ်လိုက်မယ်အနီအောင်မီလုံးလဲနေဟွန်း fight kick အောင်ပြရတယ်เนาะအဲ့ဆိုရင်ဒါ maximum ပဲပေါ့เนาะ okay နောက်တစ်ခုကအဲဒီ v face နဲ့ body နဲ့ပြရမယ်ဒီကောင်လည်း fight kick အောင်ပဲပြရတယ်เนาะကောင်းတယ်နောက်တစ်ခုက w face နဲ့ body နဲ့ပြမယ်ဒါ fight kick အောင်ပေါ့သူအများဆုံးတလောက်ပြတယ်ပေါ့ ဒါဆိုရင်ဒီကောင်ဒီ5 kick အောင်ပြတယ်5 kick အောင်ပြတယ်5 kick အောင်ပြတယ်ပေါ့နော်အဲ့ဆိုရင်သူကဒီပန့်ကောင်းမကောင်းဆိုရင်ဒီ3 phase ပန့်တွေကောင်းမကောင်းဒီလိုပဲဆက်ရမှာပေါ့နံပါတ်1အချက်ကဒီ insulation resistant time ပဲ ် unbalance တူမတူဆမ်းမယ်ပေါ့နော် unbalance တွေဒီ face တစ်ခုနဲ့တစ်ခုကြာ unbalance ကတူတယ်ပေါ့ u face b face w face တူတယ်ဆိုရင်ဒါကောင်းတယ်နောက်တစ်ခုက insulation resistant တက်ဒီ um insulation resistant meter နဲ့တိုင်းရမယ် dc 9ရမှာထားရမယ် supply voltage ဒီ400ဖြစ်တဲ့အတွက်ကြောင့်ဆို face to face တိုင်းမယ်ဒါလောက်ရတယ်ပြီးရင် face to body တိုင်းမယ်ဒါလောက်ရတယ်ပေါ့ဆိုတော့ဒီရတဲ့အဖြေကဒါဆိုရင်လက်ခံနိုင်တယ်ပေါ့ဒီပန်ကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့လို့နီးနဲ့စမ်းသက်တာဖြစ်ပါတယ်ဆိုတော့ ဒီလောက်ဆိုရင်ဆရာတင်ပြရနားလည်မလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်